အကုန်လုံးလည်းတွေ့မယ်နဲ့တူတယ်။သူဘာသာရေးနဲ့သက်ဆိုင်တဲ့ဟာလေးတွေကိုသူကလေနည်းနည်းလေးပေါ့ဟိုပြောဆိုနေတာလေးတွေရှိတယ်နော်။ဆိုတော့ကျမဗီဒီယိုဖိုင်လေးတွေကိုကြည့်လာတာလည်းကြာပြီ။သူ့ကိုပြန်ပြီးတော့မှတုံ့ပြန်ကြပြီ။သူဆဲကိုဆဲနေနဲ့ပုံလေးဆဲနေကြပြောနေကြတာလေးတွေ့လာတာလေးကြာပြီ။ မနေ့ကကျတော့ကျမဘာဗီဒီယိုဖိုင်လေးသွားကြည့်မိလဲဆိုတော့ तू ကဘာပြောလဲဆိုရုပ်တရက်ကြည့်လိုက်လို့ရှိရင်တော့လေအတွေးတိမ်တိမ်နဲ့ညံတိမ်တိမ်နဲ့နားထောင်လိုက်လို့ကြည့်လိုက်တယ်ဆိုရင်တော့ခုနလိုပေါ့အသိပညာအာဘာသာရေးနဲ့ပတ်သက်တဲ့အသိအားနောက်တစ်ခါပေါ့အကုန်လုံးစင်ချင်းတွေးခေါ်နိုင်မှုအားနည်းတဲ့သူတွေအတွက်ကတော့ဟုတ်တယ်လို့လို့ထင်ရစီတဲ့ ဟာမျိုးရှိတယ်သူ့စကလုံးကလူပိန်းကြိုက်ပေါ့လေနော်လူပိန်းကြိုက်ပေါ့ဒါပေမဲ့ကျမတို့တွေညံနဲ့ရှင်ပြီးတွေးလိုက်လို့ရှိလို့ရှိရင်ဒါအဖြေမဟုတ်ဘ ပေါ့နော်ဆိုတော့မနေ့တော့ကကျမဘာဗီဒီယိုဖိုင်လေးတစ်ခုတွေ့လိုက်လဲဆိုတော့ तू ကဘာပြောလဲဆိုတော့အမလေးတဲ့ငါ့ကိုတဲ့ငါကတဲ့ဒီလိုမျိုးတွေကိုဝေဖန်လို့တဲ့ဒီလိုမျိုးတွေကိုပြောလို့တဲ့ငါ့ကိုတဲ့အမလေးဟိုဘာဖြစ်မယ်ညာဖြစ်မယ်လို့ပြောနေတဲ့သူတွေပေါ့အမေလာတော့ချင်းချောက်လိုက်သေးတယ်ပေါ့အဲအဲပေါ့နော်ဟိုဒီဒီလိုမျိုးစော်ကားတဲ့အဖြစ်ကြောင့်မလို့ဘာဖြစ်မယ်မြေမျိုးမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့ပေါ့ဘာညာပေါ့သစသဖြင့်တစ်ဖက်ကလည်းပြန်ပြောတဲ့စကားတွေရှိမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောတဲ့ဟာတွေကိုတဲ့မလေးတဲ့ပြောချင်ပါသေးတယ်တဲ့နင်တို့ကတဲ့တခုခုပြောလို့ရှိရင်လာ ာပြီးတော့มาတယ်ချိန်6တဲ့เนาะဒါဆိုလို့ရှိရင်ねအခုတည်းစကိုင်းมาလို့တဲ့မန္တလေးมาလို့တဲ့ငလင်ဖြစ်သွားလို့တဲ့အဲတည်သွားတဲ့သူတွေပေါ့တိုက်ပြီးသွားတဲ့သူတွေပေါ့မြေမြေကြီးတဲ့ကိုဝင်သွားတဲ့သူတွေပေါ့အဲဆိုတွေစုတွေဒူတွေကလည်းမကောင်းတာလုပ်ထားတဲ့သူတွေလားတဲ့ငယ်ဒီလိုလေးပြောတယ်ဒါမှာတဲ့မစိုးရင်တိုက်တက်ကြတဲ့ဟိုမှာတန်ဃာတွေပေါ့လေအကုန်လုံးတိုက်ပြီးသွားတဲ့မြေကြီးတဲ့ကိုဝင်သွားအဲ့ဒါမြေမျိုးတာပဲလေတဲ့ဒါဆိုရင်ねသူတို့တွေကလည်းမကောင်းတာလုပ်ထားလို့မလို့တဲ့အဲမြေမျိုးတာလားတဲ့ပြော့ဖြည့်ဖြည့်ဖြည့်တဲ့ဖြည့်စမ်းတဲ့အဲသူက ဒီလိုလေးပြောတယ်ဆိုတဲ့အခါကျတော့ဟာတချို့ထောက်ခံတဲ့သူတွေရောဘလို့တွေရောညာလို့တွေရောပေါ့လေစသဖြင့်ဒီလိုလေးတွေရှိတော့ကျမကလည်းမပြောဘူးလို့နေတာပဲဒါပေမဲ့ကျမနည်းနည်းလေးဝင်ပြောချင်ပြီဘာဖြစ်လို့လဲဆိုတော့ဘာသာရေးနဲ့တက်ဆိုင်တဲ့ကိစ္စနောက်တစ်ခါသူပြောတာက တကယ့်ကိုဘာသာရေးအားနည်းတဲ့သူတွေအဖို့မှာတော့ဟင်ဟုတ်တာပဲလို့ဒီလိုမျိုးလေးတွေးစရာလေးဖြစ်တယ်နော်ဆိုတော့ဗုဒ္ဓဘာသာမှန်နေဆိုရင်တော့ဒါလေးတည်တည်ချာချာနားထောင်ကျမတို့ဗုဒ္ဓဘာသာဟာကံကံရဲ့အကျိုးရှိတယ် အဖန်905ကဘာဆိုတာလည်းရှိရင်တန်တရာအဆက်ဆက်မျက်စွာဖျားတော်မှာ၄တင်ချိန်နဲ့ကဘာတသိန်းဆိုပြီးတော့မှပါရမီဖြည့်ချင်းခဲ့ရတယ်ဆိုတာတွေရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ကြုံကြိုက်နေရတယ်ဆိုတော့အရာတွေဟာဒီဘဝမှာပြုတဲ့အကြောင်းအရာတွေကိုပဲကျွန်တော်တို့ကခံစားရတာစံစားရတာမဟုတ်ဘူးဘဝအဆက်ဆက်တန်တရာအဆက်ဆက်မှာ ကျွန်တော်တို့ကနိဗ္ဗာန်ကိုမရောက်မချင်းကျွန်တော်တို့တန်တရာမှာကျင်လည်နေတဲ့တလျှောက်ပတ်လုံးကျွန်တော်တို့တွေအကြောင်းသိင်လာလို့ရှိရင်အဲ့ဒီကံကြွေးတွေကိုပြန်ပြီးဆက်ရတယ် အကြောင်းတင်လာလို့ရှိရင်အဲ့ဒီရဲ့ကုသိုလ်ကံအကြောင်းရဲ့အကျိုးကျေးဇူးတွေကို ခံစားဆန်စားရတယ်ဒီဘဝမှာပြုတ်တဲ့ဒါဆိုရင်ခုနကသူတွေကမကောင်းတာတွေလုပ်ထားလို့ခုနကဖုန်းကြီးတွေကမကောင်းတာလုပ်လို့ဖုန်းကြီးတွေကတိုက်ပြီးတာလားမြေမျိုးတာလားအစသဖြင့်ဒီလိုပြောစရာရှိရဲဆိုရင်ဘဝအဆက်ဆက်တန်တရားအဆက်ဆက်မှာပြုတ်ခဲ့ဘူးတဲ့ကောင်းမှုမကောင်းမှုကံတွေဟာအကျိုးပေးတဲ့ဘဝအချိန်ကိုရောက်လို့ရှိရင်ပြန်ပြီးတော့မှအကျိုးပေးခြင်းဖြစ်တယ်ဒါဗုဒ္ဓဘာသာဝင်တိုင်းလက်ခံယုံကြည်ထားတဲ့အရာ ဒါကြောင့်မလို့မြတ်စွာဘုရားဟာလေးတင်ခြင်းနဲ့ကမ္ဘာတသိန်းပါရမီဖြည့်ခြင်းခဲ့ပြီးတော့မှဒါတပ္ပိညုတာညံတော်ကိုရရှိခဲ့တယ်ဆိုတာတွေကိုလည်း အထင်အရှားဇတ်တော်တွေမှာ အထင်အရှားရှိတယ်တရားတော်တွေမှာအထင်အရှားရှိတယ်အဲ့ဒီမှာမှမြတ်စွာဘုရားရဲ့လက်ဝဲယံလက်ရာယံအခတာဝကကြီးနှစ်ပါးထဲမှာမှရှင်မဟာမောဂလန်ဆိုတဲ့အဟာကိုတော့ဗုဒ္ဓဘာသာဝင်တိုင်းသိကြမယ်လို့ကျွန်မကမျှော်လင့်ပါတယ်เนาะအဲ့တော့ရှင်မဟာမောဂလန်ကအဲ့တော့ရှင်မောဂလန်ကိုရော်ကြီးဟာသူဟာပြိဋိဘံပြုမယ်ဆိုတဲ့အချိန်မှာသူပြိဋိဘံပြုလို့မရဘူး ပရိနိဗ္ဗာန်ပြုတ်ပြီးတော့မှသူကနိဗ္ဗာန်ကိုသွားဖို့နိဗ္ဗာန်ကိုဖြစ်ဖို့အတွက်ကိုပရိနိဗ္ဗာန်ဝင်စားတဲ့အချိန်မှာသူပရိနိဗ္ဗာန်အချိန်ချင်းစူးစမ်းပေမဲ့သူမရဘူး။ဘာဖြစ်လို့လဲဆိုတော့ဘဝတော်တစ်ခုမှာနုစင်ကာလကဘဝတစ်ခုမှာသူဟာမယားရဲ့မိန်းမရဲ့ဇကားကိုယုံပြီးတော့မှမိခင်ဖခင်နှစ်ပါးကိုတော်ရင်းကိုညာခေါ်သွားပြီးတော့မှတခိုးတမျှဟန်ဆောင်ပြီးတော့မှရိုက်နှက်ခဲ့ဘူးတဲ့အကုသိုလ်ကံအကျွေးကျန်းနေတယ် အဲ့ဒီကံကြွေးချမ်းနေတယ်နော်ဒါပေမဲ့ तू ဟာတေလောက်အောင်တေတဲ့အထိ तू ဟာရိုက်လိုက်တာမျိုးတော့မဟုတ်ဘူးရိုက်ပြီးတော့မှဟာမိခင်ဖခင်နေရလေတဲ့ तू ကတခိုးတမျှဟန်ပြောဟန်ဆောင်ပြီးရိုက်တဲ့ခါကျတော့ဟာအမေအဖေကလေသူတို့အသားကိုနာပြီးတော့မှအရိုက်ခံနေရတာသူတို့သားလေးကိုပူပန်နေအိုးငါသားလေးကိုငါသားလေးကိုဆိုပြီးတော့မှပူပန်နေမျက်မမြင်အမေနဲ့အဖေဟာပူပန်နေဟာကို तू ကလေ တီးပြီးတော့မှသူကနောင်နိုင်ရပြီးတော့မှအမေဖေကိုပြန်ခေါ်ပြီးတော့မှသူအိမ်ကိုပြန်ခေါ်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီကံကြွေးဟာနော်တကယ်ကိုနိဗ္ဗာန်ကိုဝင်မဲ့မြတ်စွာဘုရားရဲ့ဒီအဲအခါတောက်ကကြီးမှာတော့မှပဲအဲ့ဒီကံကြွေးမဆက်မချင်းပြိဋိနိဗ္ဗာန်ပြုလို့မရဘဲနဲ့တခိုးဓမြတွေရဲ့အယိုးကိုအမှုန့်ဖြစ်အောင်ရိုက်ချင်းကိုခံပြီးတော့မှကံကြွေးကိုဆက်သွားရတယ်။ဒါဆိုရင်ရှင်မာမောက္ကလန်ဖြစ်နေတဲ့ဘဝမှာရှိသလားအာဟုသော ်ရှိသလားဒီမျိုးသမီးပြောတဲ့စကားအရဆိုရင်ခုနကလူတွေသူတို့ဟာဒီဘဝရဲ့အခုတို့ကြောင့်မဲဖြစ်တာမဟုတ်ဘူးကျမတို့တွေဟာတန်တရာကနေမလွတ်ကင်းမချင်းကျမတို့တန်တရာအဆက်ဆက်ဘဝအဆက်ဆက်မှာကျမတို့ကောင်းနေတာတွေလည်းရှိမယ်မကောင်းနေတာတွေလည်းရှိမယ်ကုသိုလ်ကံတွေလည်းရှိမယ်အကုသိုလ်ကံတွေလည်းရှိမယ်ဒါတွေဟာကျမတို့တွေဟာဘဝတစ်ခုမဟုတ်တစ်ခုမှအဲ့ဒါတွေကိုပြန်ပြန်ပြီးတော့မှပေးဆက်ရတယ် ဒါကြောင့်မလို့ဒီဘဝမှာမကောင်းမှုပြုလို့မကောင်းတာခံရတာမျိုးမဟုတ်ဘဲနဲ့ဘဝအဆက်ဆက်တန်တရားဆက်ဆက်ဘဝသောတစ်ခုသောဘဝတွေမှာဘာတွေရှိခဲ့တဲ့အကုသို့ကံကြွေးတွေရှိကောင်းရှိနိုင်တယ်ဒီလိုလေးဖြစ်တယ်နော်ဒါကြောင့်မလို့ခုနကလိုပေါ့ကိုကတော့ဘာသာကြီးနဲ့သက်ဆိုင်တာကို ပြောလိုက်တာပဲဘာသာကြီးအတိနှုံနေနေတာပေါ်လွင်စေတယ် ီဘဝမှာဖြစ်လို့ဖြစ်တာမဟုတ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကပြောတယ်လေနော်အဟောင်းစားတယ်အခုဘဝမှာတော့အကုသိုလ်တွေနဲ့လုတ်တယ်ဟာအကုသိုလ်အကျိုးပေးတယ်အကုသိုလ်ကံနေနဲ့လုတ်တယ်ဟာဒါပေမဲ့တို့လေအယံအဆင်ပြေနေတယ်အယံကြီးပွားတယ်အယံချမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ဘဝဘဝတော့ကကောင်းငယ်တဲ့ကုသိုလ်ကံနေကြံနေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဟောင်းစားတယ်လို့ခေါ်တယ်ဒါကြောင့်ကျွန်မပုံမြင်လေးတပုံပြောပြခဲ့ဘူးတဲ့ယွာတီဝါမှာနမူရဲ့ ကုသိုလ်ကောင်းမှုတွေလုပ်တဲ့သူရဲ့နှစ်ယောက်ရှိတယ်။တည့်ရသားကြတဲ့ခါကျတော့ငမိုးကလေမူးလိုက်တာမှသူကမူးတာ ဘာကောင်းမှုတစ်ခုမှလည်းသူကမလုပ်ခဲ့ဘူးဘူးနော်ဟာဆိုးသွမ်းမိုင်းရိုက်သူများသားသမီးတို့တမိကိုစော်ကမိပါလည်းမသိတတ်ဒီလိုကောင်းမျိုးနော်အဲ့တော့တဏီတော်မှာသူကလေဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟာမူးယူပြီးတော့မှသူရှောက်လာရင်းနဲ့ဟာဟိုမှာဟိုညောင်မင်းကြီးတပင်တွေ့ကောဗတ်တပင်ကြီးတပင်တွေ့ကောဒီတပင်အောင်မှာတော့ငါကတော့တောက်လာတာလေးနဲ့ငါဇိန်ရစ်မယ်ဆိုပြီးတော့မှ သူကဒီလိုလေးတွေးပြီးတော့မှသွားတဲ့အချိန်မှာမူးမူးယူးယူးနဲ့လမ်းလျှောက်ပြီးသွားတဲ့ခါကျတော့ဒီလိုလေးမြောင်းလေးပေါ့လေမြောင်းလေးမြောင်းတာတာလေးမြောင်းလေးကိုတခါတည်းသူမကြော်နိုင်မဲနဲ့မြောင်းလေးကိုဘုံဆိုပြုတ်ကြတော့ရင်ဘက်တွေရွှွှွှွှွနေစင်းရေးရေးစင်းပြီးသူဖြစ်တဲ့ခါကျတော့အဲ့အချိန်မှာသူ့ရဲ့ကောင်းတဲ့အသည့်လေးတစ်ချက်ဝင်လိုက်တယ်။အော်ဒီမြောင်းကိုဒီလိုဖြတ်ကျော်သွားရင်ခလေးတွေလူကြီးတွေသွားရင်မကူးနိုင်တဲ့နေပါလိမ့်မယ်ဆိုပြီးတော့မှအနီးနားမှာတွေ့တဲ့ဝါလုံးလေးကိုသူကဝါးချောင်းကလေးကိုသူကတခါတည်းဟိုဘက် ထိတ်နေဒီဘက်ထိတ်နေကိုတံတားလေးလိုထိုးခဲ့ပြီးတော့မှ तू ကလုပ်ပေးခဲ့လိုက်တယ်သူရဲ့စိတ်တံတားအဟုန်နဲ့ပေါ့နော်ကောင်းတဲ့စိတ်အဟုန်နဲ့ तू ကလုပ်ပေးခဲ့ပြီးတော့မှတစ်ပြားကိုသွားတယ် तू ကအိတ်ပြီးတော့မှအိတ်နေလိုက်တယ်ပေါ့အိတ်အိတ်ပျော်သွားတယ်ပေါ့အိတ်နေတဲ့ချိန်မှာတခါတည်းကိုရုံကစိုးကနော်တစ်ပြင်းဆောင်နဲ့ကြီးကဝုန်းဆိုပေါ့တခါတည်းပေါ်လာပြီးတော့မှသူ့ရဲ့အာမဟာမင်းအောင်မှာရွှေအိုးတလုံးတူးယူသွားเออดีโลဖြစ်တယ်ဒီလိုတဟားသွားရွှေဦးသူမဟုတ်ဒီလားမဟုတ်ဒီလားမသိဘောအိမ်မက်ကနေနိုးတဝက်အိမ်အိမ်မက်မှာရောင်းလဲလဲဆိုပြီးတော့မှတခါတည်းကိုလေ ဟာ तू อ่ะတူးလဲတူးလိုက်ကိုရွှေအိုးတစ်လုံးရပါတယ်ရွှေအိုးတစ်လုံးရတော့ပျော်ပြီးတော့မှပြန်တာပေါ့ရွှေအိုးရတယ်ဒီမဲ့တစ်ပင်အောင်ဟာရွှေအိုးရတယ်သူဒီလိုပဲဒါအဲ့တစ်ပင်ဆောင်နဲ့ကယုကစိုးရပေးလိုက်တယ်ဆိုတဲ့ကကြတော့တခါလေကုသိုလ်ကောင်းမှုတွေအရန်လုပ်ပြီးတော့မှဘဝတစ်ခုလုံးမှလीသူ့ရဲ့ဘဝတစ်ခုလုံးမှမကောင်းတဲ့စိတ်ကိုမြုံမုံမြတော့မှမရှိတဲ့လူကဒီတစ်ပင်အောင်ကိုရောက်သွားရောသူကလည်းအိတ်တာပေါ့သူကလည်းအိတ်တဲ့ခါကြတော့တခါလေသူကလည်းဒီတစ်ပင်အောင်မှအိတ်ပြီးတော့မှနေတဲ့ခါကြဝုန်းဆိုတစ်ကိုင်းကြီးကကြိုးကြပြီးတော့မှသူ့ချက်တော့ပေါ်ကြပြီးတော့မှတစ်ကိုင်းက ခြေထောက်ပေါ်ပြုတ်ကြပြီခြေထောက်ကျိုးသွားတဲ့ခြေထောက်ကျိုးသွားတဲ့ခါကျတော့ तू ကစိတ်ဆိုးတာပေါ့နော်ကြည်စမ်းကြည်စမ်းဟိုငမူတခုမှအကောင်းမှုကုသိုလ်မလုပ်ထားတဲ့အကောင်ကဒီတစ်ပင်အောင်မှာလာအိတ်တယ်ရွှေအိုးပေးလိုက်တယ်ရုပ်ကစိုးကကြည်စမ်းငါဘဝတစ်ခုလုံးမကောင်းတာဆိုလို့မြူမုံတမြုံမတော်မှမလုတ်ခဲ့တဲ့ငါက ဒီသစ်ပင်အရိတ်ကိုလာခိုလုံပြီးအိတ်တယ်ငါကိုသစ်ကိုင်းကျိုးကြပြီးတော့မှခြေနောက်ကျိုးရတဲ့အဖြစ်ဒါဆိုရင်ငါဒီလောက်ကာမှုကုသိုလ်တွေလုပ်ထားတာဘာလဲဆိုပြီးတော့မှသူက ။ तू ပြုတ်ခဲ့တဲ့ကာမကုသိုလ်တွေပေါ်မှာ तू ကတန်တရားဝင်တဲ့စိတ်ကိုဖြစ်တယ်တဲ့။ယုံမယုံမတန်တရားဖြစ်တဲ့ခါကျတော့ဟာဒါဆိုရင်တော့မဖြစ်ချေဘူးဆိုပြီးတော့မှတခါလေးကိုယုတ်ကစိုးကကိုထင်ပြပြီးတော့မှအတင်လူသားမဟုတ်ပေဘူးအတင်လူသားနော်။ဆိုတော့တင်ကလေအရင်ဘဝကလေခိုးကောင်းငမိုက်သားထက်တင်ကစေစားလောက်ပုံမိုက်တယ်။ဒါကြောင့်မလို့အဲ့ဒီအာကုသိုလ်ကံအရာဆိုလို့ရှိရင်တင်ကဒီသဖြင့်အောက်မှာပေရမှာတက်ကိုင်းပြီပြီးတော့မှဒီဘဝမှာတင်ပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်မလို့ခြေတော့ပဲကျိုးတာ။ ဟိုငမူးကတော့လေဘဝတုန်းကတခုသောဘဝမှာသင်အခုကောင်းနေတာထက်သူကအများကြီးကောင်းနေသူတကယ်ရမှာရွှေအိုးကဆယ်လုံးဒီလိုမိုင်မဲစိုးသွမ်းနေလို့ရွှေအိုးတစ်လုံးပဲရတာဆိုပြီးတော့မှဒီလိုပြောတယ်တဲ့နော်အဲ့တော့ကျမတို့တွေကဒီဘဝမှာပြုတဲ့ကံဒီကိုပဲခံစားဆန်စားရတာမဟုတ်ဘူးဘဝအဆက်ဆက်တန်တရာအဆက်ဆက်မှာ ခံစားဆန်စားကြရတဲ့အမျိုး ကံကံရဲ့အကျိုးပေးဆိုတာဒီဘဝတစ်ခုမှာပဲပြုတဲ့ကံရဲ့အကျိုးပေးမဟုတ်ဘူးနိဗ္ဗာန်မရောက်ခင်ကာလပတ်လုံးတန်တရာဆက်ဝင်တည်နေသေး၍ဘဝတစ်ခုမှာပြုခဲ့တာတွေသည်ကံအကျိုးပေးတဲ့နဲ့ဘဝတစ်ခုရောက်ရင် ပြန်ပြီးတော့မှပေးဆက်ရတယ်ဆိုတာကိုကျမတို့ရှင်မောကလန်ကိုတော်ကြီးဟာတတ်တည်ပဲ TikTok မှာအပြည့်မရလိုက်ဘူးနော်ရှင်မောကလန်ကိုတော်ကြီးဟာ တက်တည်ပဲဟုတ်တလားဆိုတော့ယုံမားတန်တရားမဖြစ်ကြနဲ့နော်။ယုံမားတန်တရားမဖြစ်ကြနဲ့သိလား။ကျမလေးအဲ့ပြောတာလေဒီနေ့မနဲ့တော့ကျမအော်သူတော်တော်တော့စိုးနေပြီလို့အဲ့တော့ဒါပေမဲ့ရုတ်တရက်အားဖြင့်ကြည့်ပြီးတော့မှနားထောင်လိုက်ရလို့ရှိလို့ရှိရင်တော့အမလေးတိုက်ပြီးပြီးတေသွားရလေအမမြေမြိုကြတာပဲလေဒါဆိုရင်အမဖုံကြီးတွေရောလေအမကိုရင်တွေရောအမတန်ကာတွေရောတေတာဒါဆိုဒီဖုံကြီးတွေကိုရင်တွေတန်ကာတွေကမကောင်းတာလုပ်ထားလို့လားဒီဘဝမှာတော့မဟုတ်ဘူးတန်တရာဆက်ဆက်ကကံကြွေးဝေကြွေးတွေပါလာလို့ ကိုစိုက်တဲ့ပင်ကိုပြန်ရင်ဟာနော်ကျမပြောတာသဘောပေါက်လားမသိဘူး 西上啊，西上看，你出去看有没有？嗯，这个这个，他家是那个，嗯，这个吧，这个都回家都不做。啊，嗯，看颜色，看颜怎么比啊？怎么比啊？来看了，别在自己嘛比啊，来看了。我我玩鱼啊，我在家里吃鱼 နော်အေးအေးကလေးရဲထုံးညီမလေးဆိုတော့လက်ခံလားကျွန်မပြောတာကျွန်မပြောတာပရိသတ်ကြီးလက်ခံလားဆွေးနွေးလို့ရတယ်ကျွန်မတို့ကအပြန်အလှန်ဆွေးနွေးတာလေးအများကြီးပဲအရှိဗီဒီယိုဖိုင်တွေမှာလည်းအများကြီးပဲသူတော်တော်ဆွဆိုးတွေပြောနေတာနော်ကျွန်မ ယ်သိလားဒါပေမဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်လာတာလေးကိုလေဗုဒ္ဓဘာသာအတိအားနေနေတဲ့သူတွေယုံမတန်တရားဖြစ်เสียလေးတွေသူကပြောနေတာလေးတွေများလာပြီများလာပြီဆိုတော့ကျမကပြန်မဖြေရှင်းပေးလို့မရဘူးကျမသိတဲ့တတ်တဲ့ဘက်ကနေပြီးတော့မှလည်းကျမကပြန်ဖြေရှင်းပေးဖို့လိုတယ်ဆိုတော့တာဝန်သိစိတ်နဲ့ကျမကပြန်ဖြေရှင်းပြခြင်းဖြစ်တယ်เนาะရန်ဖြစ်ဖို့မဟုတ်ဘူးเนาะရန်ဖြစ်တာမဟုတ်ဘူးကျမကအထောက်ထားအချက်အလက်နဲ့ပြန်ဖြေပေးတာ ရာတော်ကြီးတွေတန်ဃာတော်ကြီးတွေကတော့အေးရလုပ်ပြီးအဖတ်လုပ်ပြီးပြန်ဖြေမှာမဟုတ်ဘူးနော်အဲ့တော့လူကပြောတဲ့အပြောကိုလူကပြန်ဖြေရှင်းပေးတာပဲဘော်ဒီနော်ဟုတ်သလား ်65ညူနော်65 65နဲ့ကကရှင်းကျမပြောလက်ခံလားတန်တရာအဆက်ဆက်ခံစားရတယ်ဆိုတာကျမတို့ဗုဒ္ဓဘာသာကျမတို့မြန်မာပြည်မှာမဟုတ်ဘူးအရှိတောင်အာရှစီမှာအဖန်905ကဘာဒီဘဝမှာပြုဝင်ဒီဟာလေကျမတို့ဟိုဂျန်နီနိုင်ငံဒီမှာလေဒီလိုလက်ခံထားတယ်သိလား တာတအားပဲလှတာတအားပဲတအားကိုလှတာလှတာတအားပဲညလက်ခံနေတဲ့ဒါဂျူတိယောက်ပါဒီမှာတောင်လေးတောင်လေးနော် ဒီမှာဒီဥစ္စာလေးဒီဥစ္စာလေးအယမ်းလှတယ်အယမ်းလှတယ်နော်အယမ်းလှတယ်အယမ်းလှတယ်ဒါကလေးအယမ်းလှပါတယ်ဒါလေးအယမ်းလှပါတယ်နော်ဒါလေးအယမ်းလှပါတယ်ဒါလေးအယမ်းလှပါတယ်ဒီဥစ္စာလေးအယမ်းလှပါတယ်ဒါလေးအယမ်းလှပါတယ်နော်

ခဏကတော့အဲ့ဒါပြောတာအဲ့ဒါကြောင့်မလို့ပြောဖို့လိုအပ်တယ်ထင်လို့ပြောပြတာနော်ဟုတ်တယ်မလားပြောဖို့လိုအပ်တယ်ထင်လို့ပြောပြတာမနေ့ကဖနက်လေးစော်ပလိုက်တာခိုင်စုဖနက်ကိုဂျယ်လီဘန်နီလေးပလဲတွေကိုအကုန်လုံးခါထဲကိုတူ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 မဟုတ်လားမနေ့ကဖနက်ကြိုက်တာဘယ်လိုလဲအဲအဲ တော့ဘူးမတော့ဒီကြောက်ပါဘူးတူတူကျွန်ညာကြည့်ကြပါမှမရှိကြဘူး85ဟာအေးကနေမော်ဒီလေးတောင်းလိုက်စမ်းပါဦးကွာ85 85 85 85အဲ့ဒါလည်းစမ်းလေးမော်ဒီလေးကစိတ်ကြိုက်တယ်ဟာ

ပြန်မပြောချင်ရင်တော့နှုတ်ဆက်တော့ကျမပြောသလိုပေါ့သူတော်ကောင်းနေနှုတ်ဆက်နေသူရောမာနေနေရရတယ်ဆိုတော့အဲ့ဒါကိုပြောတာပေါ့အဲ့တော့ကျမကိုကိုတော်တော်နဲ့သူပြောလာတဲ့ဗီဒီယိုဖိုင်တွေအများကြီးပဲကျမမပြောခဲ့ဘူးဒီနေ့မနေ့ကြည့်လိုက်တဲ့ဗီဒီယိုဖိုင်တော့တော်တော်ဆိုးလို့အဲ့ဒါဒါကြောင့်မလို့ပြောပြသူကဟာဟာဟိဟိနဲ့နေတော့လုံနေသေးတာသိလားဟမ်အားကောင်းနော် ။သူကလည်းဘက်ကေ့ချ်အဆင့်တစ်ဖြည်းဖြည်းနဲ့မြင့်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 လာနော်။ဒီတော့အဲ့လိုမဟုတ်ဘူး။ဆယ်နော်။ဘက်ကေ့ချ်ဒီစီယာ။အဲ့ဒါကရောဘူဂျီရတယ်။ဟွန်းတူဝိုင်းနော်။ငါ900ရေခါတမီဝါစားရတယ်။တပြက်ပဲစားပြင်းတယ်။ဘာလို့မလဲ။လန်လန်ကြီးမလား။ ောင်းလဲပြောင်းလာမကအပေါ့ဥမအောင်မတည့်ရယူဟာလာမူလာလည်းရရအောင်ပါนี่มันนะก็ดีมาตันเนี่ยดีมาตียันพี่แกได้ปากกาจันเนี่ยเตียนชื่อตันเนี่ยอืมดับเบิ้ลนี่เหรอ definite. <laughs> <laughs> Sabio, definite. Hát là một món thèm tiền được rồi. Tì rồi. Dạ. Là cái? Nhé bằng. Yeah. Like <laughs>

多啊。 beautiful. Mm -hmm.